ကျိန်တထောင်ခေါ်စမ်းငါတို့ကိုဖလားစုံသိမ့်မဲ့ချန်ပီယံလောင်းအာဆင်နယ်လို့ဗြိတိန်မြောက်လုံးမဲမင်္ဂလာပါမြောက်အာဆင်နယ်လေဂျန်ဟက်ဂါဒင်ဆက်နေပါလိအကျိန်တထောင်ခေါ်စမ်းငါတို့ကိုဖလားစုံသိမ့်မဲ့ချန်ပီယံလောင်းအာဆင်နယ်ဆိုတဲ့ခေါင်းစဉ်ကဒီကနေ့အမေရိကန်မှာဖြစ်ပျက်ခဲ့တဲ့သမိုင်းဝင်ညာညာအတွက်အသင်းတော်ဆုံးကြေကျော်အသံပါပဲဗိုလ်တုံးနေညာကရှင်မြန်ကစားခဲ့တဲ့ဥရောပချန်ပီယံလိပွဲစဉ်မှာအာဆင်နယ်တင်းကဂျာမန်ဘလူးကြီးဘိုင်မနစ်ကို3-1ဆိုတဲ့ရလဒ်နဲ့ပြပြတာတာအနိုင်ယူပြီးတော့သူတို့ကဒီရာသီမှာဖလားတလုံးမကသိမ့်ပိုက်နိုင်မဲ့စူပါအသင်းတစ်သင်းဖြစ်ကြောင်း ကဘာကိုကြီးညာလိုက်ပါပြီလွန်ခဲ့တဲ့နှစ်နေငယ်လောက်ကဆိုရင် Arsenal vs Bayern Munich ဆိုတဲ့ခေါင်းစဉ်ဟာကန်နာပရိသတ်တွေအတွက်အိမ်မက်ဆိုးတစ်ခုလိုပါပဲ5-1ဆိုတဲ့ရလက်ဆိုးတွေရေကြီးတဲ့ချိန်ရောက်ရင်စိတ်သက်ပိုင်းဆိုင်ရာပြိုလဲမှုတွေက Arsenal အသင်ကတားလို့ဖြစ်ခဲ့ဘူးပါရီဒါပေမဲ့ဒီဘောလုံးနဲ့ညမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီ Arsenal ကစားမော်ရီရဲ့မျက်လုံးထဲမှာ Bayern ကိုကြောက်တဲ့စိတ်လုံးဝမတွေ့ရတော့ပါဘူးအစားတော့ဝင်ရောက်လာတဲ့နိုင်လိုစိတ် Winner mentality ကဂွင်းတစ်ခုလုံးကိုလွှမ်းမိုးထားပါရီဒီအားစီအာစနယ်ရဲ့အကြီးမားဆုံးတိုးတက်မှုကခြေစွမ်းတည်ငြိမ်လာခြင်းဖြစ်ပါရီ ရင်လိုရေကြီးတဲ့ပွဲတွေမှာခြေချော်လက်ချော်ဖြစ်တာမျိုးမရှိတော့ဘဲနဲ့ပြိုင်ဘက်ကဘလောက်ကြီးကြီးကိုယ့်ရဲ့ကစားကွက်တိုင်းတည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်စွမ်းရှိလာတာတွေ့ရပါတယ်ဒီဝက်မနိုင်ငင်ကဘိုင်ယန်ကဂိုကာချားချက်နဲ့မဘေးစရာထိပ်မှာရှိနေခဲ့ပေမဲ့ဒီနိုင်ပွဲကြောင့်အာဆင်နယ်ကချန်ပီယံလိဂ်စရာထိပ် first place ကိုတန်လန်းနိုင်ခဲ့တာကသူတို့ရဲ့ဥရောပအိမ်မက်ဘလောက်ခိုင်းမာသလဲဆိုတာတက်တည်ပြလိုက်တာပါနီဗျာမီခေယာဒီတာရဲ့လူထုပ်ပုံကဒီပွဲရဲ့နိုင်ရလက်အတွက်အဓိကတော့ချက်ဖြစ်ခဲ့ပါတယ်မာတင်ဆူမန်ဒီနဲ့ဒက်ကလာရိုက်စ်တိုရဲ့ကွင်းလက်တွဲဖတ်မှုကကမ္ဘာစဉ် world class ပါပဲ ဇူမန်နီကဘောလုံးကိုနောက်တန်းကနေလက်ခံပြီးတော့ဘွဲကိုထိန်းချုပ်တမ်ပိုကွန်ထရိုးလုပ်ရမှာအရန်ကောင်းမွန်ခဲ့တာပါသူရဲ့နေရာယူမှန်ကန်မှုကဘိုင်ယန်ရဲ့တမ်ပြန်တိုက်စစ်တီကိုအစာပြိုးကလေးကဖြတ်တောက်နိုင်ခဲ့တာဖြစ်ပါတယ် Rice ကတော့ကွင်းလယ်တစ်ခုလုံးကိုလွမ်းမိုးထားတဲ့ box to box ဆွမ်းဆောင်ရည်ကိုပြသခဲ့တာဖြစ်ပါတယ်ခန်းစစ်ကိုကူညီတယ်လို့တိုက်စစ်လမ်းကြောင်းတွေကိုလည်းဖွင့်ပေးနိုင်ခဲ့ပါတယ်တိုက်စစ်ပိုင်းမှာ Saka, Eze, Trossard နဲ့ Merino တို့ပွဲထွက်လာတာကဘိုင်ယန်ခန်းစစ်ကိုပြများစေခဲ့ပါတယ်သူတို့ဒီရဲ့တဝူချင်းကြောဖြတ်နိုင်ဇွမ်းနဲ့ဖန်တီးမှုတွေကဘိုင်ယန်ရဲ့ခန်းစစ်စည်းကိုအကြိမ်ကြိမ်ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ် ဝဲစားပိုင်းမှာနှစ်ဖက်စလုံးပြန်လည်တိုက်စစ်ဆင်ခဲ့ကြပြီးအာဇနဲကဘောရထီရောက်မှုရှိခဲ့ပါရီအာဇနဲတရားစီကြီးမားဆုံးလက်နက်ကဒေါန်ကန်ဘော ဖြစ်ပါရီကြိုင်ပွဲစုံ16မြောက်ဒေါန်ကန်ဘောကိုကိုဂျူရင်တင်ဘာကသွင်ယူပေးသွားခဲ့ပါရီဘူကာရစ်စာကရဲ့တိကျတဲ့ဖြတ်တင်ဘောကိုတင်ဘာကအချိန်ကိုက်ခုံပြီးကောင်းတိုက်အဆုံးတတ်သွားတာနီးပြဖွဲရဲ့လေ့ကျင့်မှုရလက် training ground routine မှာပဲဘိုင်ယန်ကလည်းလွယ်တကူရှုံးမပေးပါဘူးဂျိုရှောကင်းမစ်ရဲ့ laser guided pass လေဆာလန်ကြောင့်ပေးပို့မှုကကွင်းလေကနေအာဇနဲခန်းစစ်ကိုထပ်ပိုင်းချိုးပြီးကားစီကိုရောက်ရှိသွားခဲ့ပါရီ ကားရဲ့မြေမကျကန်သွင်းချက်ကတော့ရာယာအတွက်ဘာမှမတက်နိုင်ခဲ့ပေနဲ့ခွင့်ပြုပေးလိုက်ရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ဒီမပိုင်းနဲ့ဒုတိယပိုင်းအစမှာအာဂျင်တိုကိုရရှိနိုင်မဲ့ခွင့်ရည်တွေအများကြီးရခဲ့ပေမဲ့လွဲကျော်ခဲ့ပါတယ်။မိန်နွေရဲ့ကောင်တိုက်ချက်တွေဂိုးတိုင်ပြီးထွက်သွားတာဇာကားရဲ့မြင်ကန်ချက်ကိုမန်နီယိုဂတ်တေးကာကွယ်သွားတာတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဗိုင်းမနစ်တိုင်းစင်မိုဂါကရာယာနဲ့တူချင်းတွေ့တဲ့ခွင့်ရည်ကိုဖျုံးတီးခဲ့တာတွေရှိနေခဲ့ပါတယ်။ဒီပွဲအထူးခြားဆုံးချက်ကတော့ဘိုင်းရဲ့ဂိုးသွင်းဆက်ဟယ်ရီကိန်းလုံးဝပျောက်ဆုံးနေတာပါ။အာဂျင်ရဲ့ခန်းစင်းနဲ့ကွင်းလယ်တို့ကဂိမ်းစီကိုပေါ်လုံးမရောက်အောင် ဖြတ်တောက်ထားနိုင်ခဲ့ကြပါရီဂိမ်းကွင်းထဲမှာပျောက်နေတာဘိုင်ယန်တိုက်စစ်ထိုင်းမိုင်းသွားတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါရီအာရီတားရဲ့လူစားလဲမှုတွေကဒီဘက်ကိုအဆုံးဖြတ်ပေးခဲ့ပါရီဘွဲ့ဝနာယူခြင်းနဲ့ဆန်နာနဲ့တူထဲသွင်းလိုက်တဲ့ကစားမတွေကချက်ချင်းဆိုလိုပဲကြိုးတရားမှုရှိခဲ့တာဖြစ်ပါရီဆက်ကွန်ပွဲစတိုက်ကိုပေါက်ပြောက်ဆုံးနေတဲ့မာရိုအခီကလည်းဒီနေ့ညမှာတော့အာဇနယ်ကစားမပေါက်ပထမဆုံးသွင်းကိုကိုရယူနိုင်ခဲ့ပြီဖြစ်ပါရီကိုရဲ့ဖန်တီရှင်ကလည်းလူစားဝင်ကစားမရီကာဒိုကာလာဖီယိုရီဖြစ်ပါရီကာလာဖီယိုရီရဲ့ခံစီမှုတစ်ယောက်နဲ့မတူတဲ့ပလေးမေကာဗီရှင်နဲ့ပေးပို့လိုက်တဲ့ဘောလုံးကို ်မာရူအခီကအမရွေးမရှိအဆုံးတက်ပြီးတော့အာနယ်ကိုပြန်လဲဦးဆောင်စေခဲ့ပါရီဝက်ဘီကနေ၈မိနစ်လောက်မှာဘိုင်ကွန်းသမားနူအားရဲ့အမအကိုခွင်ကောင်းယူပြီးတော့မာဒီနယ်လီကတတိယဂိုးအသွင်းယူခဲ့ပါရီနူအားဂိုးကြီးကနေလင်းစလို့ထွက်လာတာကိုမာဒီနယ်လီကလဲထွက်ပြေးပြီးတော့ဂိုးပေါက်လို့ထဲကန်သွင်းခဲ့တာပါဒီဂိုးကြောင့်မာဒီနယ်လီကဒီယာတီချန်ပီယံလေးပွဲစရိုက်ဂိုးသိန်းနိုင်တဲ့စံချိန်ကောင်းကိုပိုင်ဆိုင်သွားခဲ့ပါရီဒီ31နိုင်ဘွဲကအချက်၃ချက်ကိုမိမောင်းထိုးပြနေပါရီဘွဲအတွက်လူစင်းနေမကဘူးအရန်ခုံကကစားမရီကပါဘွဲဖြေကိုပြောင်းလဲနိုင်စွမ်းရှိနေပြီဖြစ်ပါရီ ါကဖလားစုံ quadruple လမ်းကြောင်းအတွက်အရေးကြီးဆုံးချက်ဖြစ်ပါတယ်။ပရီးမီးယားလီးဂ်မြန်တော်မြင့်ကစားကွက် intensity ကို Bundesliga ရဲ့ Blue G ဘိုင်ယန်တော်မှရှင်းဖို့ခက်ခဲခဲ့ပါတယ်။အာစနယ်ကပွဲကိုထိန်းချုပ်ပြီးဂိုးပေါက်ချင်းချောင်းမှု XG ပိုများခဲ့ပါတယ်။အာစနယ်ရဲ့ set piece threat ဒီကန်ဘောအန်ရီကယောဘာမှတောင်မှကြောက်စရာကောင်းလာပါပြီ။ရိုင်ပွဲစုံ10ဂိုးဆိုတာမတော်စမဟုတ်နေပါဘူး။ဒါဟာဒီစနစ်ကြားတဲ့လမ်းနဲ့တစ်ခုဖြစ်လာနေပါပြီ။ဖမ်းမနစ်တွက်ကတော့ဒီရာသီပြိုင်ပွဲဆုံးပထမဆုံးရှုံးတဲ့ပွဲဖြစ်ခဲ့ပေမဲ့အာစနယ်တွက်ကတော့ဒါက beginning of an error ခေတ္တကူရဲ့အစဖြစ်ကောင်းဖြစ်နိုင်ပါ रे အရင်ထောင်ခေါ်စန်းဖလားစုံသိမ်းမဲ့အာစနယ်ဆိုတဲ့စကားစုကအခုချိန်မှာလေလုံးတက်တက်မဟုတ်တော့ပါဘူးအမေရိကန်ကဒီဝမ်ရာလကဒီစကားကိုတက်တက်ပြနေခဲ့ပါပြီအာစနယ်တင်ကဥရောပရဲ့ကောင်းဆုံးသင်းတွေကတင်းဆိုတာယုံမားတန်တရဖြစ်เสียမှာလို့တော့ပါဘူးအဲဒါကြောင့်အရင်ထောင်ခေါ်စန်းငါတို့ကိုဖလားစုံသိမ်းမဲ့ချန်ပီယံလောင်းအာစနယ်လို့ပဲဇိုလိုက်ပါရစီခင်ဗျာစုံနီလိုက်ပါကြီးရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ